မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာကြည့်ချင်တဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဆက်ဆံရေးအကြောင်းပါပဲဟုတ်ကဲ့ခင်ဗျာအဲကုလသမဂ္ဂတို့အာဆီယံတို့လိုအဖွဲ့အစည်းကြီးတွေမှာမြန်မာနိုင်ငံကဘလို့အခမ်းအနားကနေပါဝင်နေတယ်လဲဒီလိုပါဝင်နေတာကတော့နိုင်ငံအတွက်ဘလို့အကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုတာကိုနည်းနည်းလေးနက်နက်နဲ့ဆွေးနွေးကြည့်ကြတာကောကောင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့အဓိကကိုးကားမဲ့စာတန်းကလည်းအဲ့ဒီအကြောင်းအရာတွေကိုပဲ အခန်းဆက်လေ့လာတင်ပြထားတာပါဆိုတော့ဒီအချက်လက်တွေပေါ်မှာအခြေခံပြီးတော့မြန်မာနိုင်ငံရဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေရဲ့တမိုင်းကြောင်းပစ္စုပန်အနေထားနဲ့အနာဂတ်ကိုတုံးသက်ကြည့်မှာဖြစ်ပါတယ်ဟုတ်ကဲ့စိတ်ဝင်စားစရာအချက်တစ်ခုကမြန်မာနိုင်ငံဟာ1948ခုနှစ်မှာကုလသမဂ္ဂရဲ့58နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်လေဟုတ်ပါတယ်အဲ့ဒီအချိန်ကတည်းကကမ္ဘာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရုန်းခဲတွေမှာအရေးပါတဲ့အခင်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ဆိုရမှာပေါ့ကဲ ဒီအကြောင်းအရာတွေကိုအသေးစိတ်ဆက်တင်လေ့လာကြည့်ကြရအောင်လားရှင်ဟုတ်ကဲ့ခင်ဗျာပထမဆုံးအနေနဲ့ကုလသမဂ္ဂအကြောင်းအရာတွေဆက်လိုက်ကြရအောင်နော်1945မှာစောက်ဖွဲ့ခဲ့တဲ့ကုလသမဂ္ဂရဲ့အဓိကရည်ရွယ်ချက်တွေကတော့ကမ္ဘာငင်းချင်းရေးကိုထိန်းသိမ်းဖို့နိုင်ငံချင်းရဲ့ချစ်ချစ်ရင်းနှီးမှုတိုးပွားစေဖို့အဲနောက်ပြီးတော့စီးရဲနွားမတဲ့ပြည်သူတွေရဲ့လူနေမှုဘဝတူးတက်အောင်ကူညီဖို့ပဲဖြစ်ပါလိမ့်ရှင်ဟုတ်ကဲ့ကုလသမဂ္ဂမှာအဓိကအဖွဲ့အစည်းကြီး6ခုရှိတာပေါ့အထွေထွေညီလာခံလုံခြုံရေးကောင်စီ စီးပွားရေးနဲ့လူမှုရေးကောင်စီဆိုပြီးတော့လေဟုတ်ပါတယ်အဲ့ဒီထဲမှာအပီပီဆိုင်ရာတရားရုံးကလွယ်ကျန်တဲ့ယုံချုပ်တွေအားလုံးကနယူးယောက်မြို့မှာအခြေစိုက်တာခင်ဗျာလူနေသည့်အများဆုံးကတော့လုံကျွဲကောင်စီပဲထင်မိထင်တယ်နော်အမြဲတမ်းဖွဲ့ဝင်၅နိုင်ငံဗီဒီယိုအာဏာရှိတဲ့နိုင်ငံကြီးတွေနေဖွဲ့ထားတာလေမှန်ပါတယ်ခင်ဗျာကမ္ဘာတမိုင်းမှာတော်တော်လေးအရေးကြီးတဲ့အချိန်နေပေါ့ဥပမာ1962ခုနှစ်ကကျူးဘာဒုံးပြန်အရေးခင်းလို့မျိုးလေကမ္ဘာစစ်တတိယအချိန်ဖြစ်တော်မလို့ဖြစ်ခဲ့တဲ့အခြေအနေကြီးကိုသူက နိုင်နိုင်နည်းနည်းကင်တွယ်ဖြေရှင်းနိုင်ခဲ့တာခမဟုတ်ကဲ့နော်အဲ့ဒီဖြစ်ပျက်ကတကယ်ကိုကြောက်စရာကောင်းတယ်အမေရိကန်နဲ့ဆိုဗီယက်ယူနီယံကြားမှာနျူကလ িয়ার စစ်ပွဲဖြစ်တော့မယ့်အနေအထားကနေသူကကြားဝင်ပြီးညှိနှိုင်းပေးနိုင်ခဲ့လားတကယ်ကိုတမိုင်းဝင်စွန့်ဆောင်ရေးပါပဲဒါအပြင်တွေ့ရဲ့ပထမတက်တန်းမှာကွန်ဂိုပြည်တွင်းစစ်ကိုဖြေရှင်းပေးခဲ့တယ်อืมဟုတ်ကဲ့ဒုတိယတက်တန်းမှာဆိုရင်လည်းအာရဗ်အစ္စရေးပဋိပက္ခတို့ဗီယက်နမ်စစ်ပွဲကိုဖြေရှင်းပေးနိုင်ခဲ့ပြန်ရောဆိုတော့ ဒါကမြန်မာနိုင်ငံအတွက်တကယ်ကိုဂုဏ်ယူစရာသမိုင်းတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့အမြင့်ဆုံးဆင်းမှာမြန်မာနိုင်ငံရဲ့အခမ်းအကန်တော့ပေါ့တမိကုလသမဂ္ဂရဲ့အောက်ခြေလက်တံတွေဖြစ်တဲ့အထူးပြုအေဂျင်စီတွေရဲ့အခမ်းအကန်တော့ကလည်းအရေးကြီးတယ်နော်မှန်ပါတယ်ခင်ဗျာကဘာဘန်တို့ IMF တို့ WHO UNESCO UNICEF တို့လိုအဖွဲ့တွေကနိုင်ငံတွေရဲ့လူမှုရေးစီးပွားရေးကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေကိုတည့်ရက်ကိုကူညီပေးနေတာပါ ဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာရောဘလို့ဖွဲ့တွေကဘာတွေလုပ်နေလဲရှင်မြန်မာနိုင်ငံမှာ UNDP UNICEF FAO WHO တို့လိုကုလသမဂ္ဂအဖွဲ့အစည်းတွေကယုံတဲ့ဖွင့်ပြီးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတာတွေအများကြီးရှိပါတယ်ခင်ဗျာဥပမာတစ်ခုလောက်ပြောပြပေးပါလားရှင်ဥပမာ UNDP ရဲ့လူသားဖွင့်ရုံးမှုအစီအစဉ်ဆိုရင်ရှမ်းပြည်နယ်အညာဒေသနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေကိုအတိအကျထားပြီးတော့ပန်ဝင်းကျင်းကျမ်းမာရေးနဲ့ပညာရေးကဏ္ဍတွေကိုကူညီပေးနေတာမျိုးပေါ့ ော်ဟုတ်ကဲ့ UNICEF ကကောရှင်ကလေးငယ်နဲ့ပတ်သက်တာတွေလုပ်တယ်လို့ကြားဟုတယ်ဟုတ်ပါတယ် UNICEF ကလည်းလမ်းပေါ်ကလေးငယ်တွေအလုတ်လုပ်နေရတဲ့ကလေးတွေနဲ့မိဘမဲ့ကလေးတွေအတူအထူးစီမံချက်တွေရေးဆွဲဆောင်ရွက်ဖိနေတာတွေရှိတယ်။တော့ UNDCP ဆိုရင်လည်းမူရစေဝါတိုက်ဖြတ်ရေးမှာအစားထိုးတီးနှက်စိုက်ပျိုးရေးလိုအတမွေးဝမ်းကြောင်းတန်းလက်တွေကိုကူညီပံ့ပိုးပေးနေတာပါခင်ဗျာ။ရှင်းပါတယ်ရှင်း ကဲနောက်ထပ်အရေးပါတဲ့အဖွဲ့အစည်းတစ်ခုကိုဆက်သွားကြရအောင်အရှေ့တောင်အာရှနိုင်ငံများအသက်အာဆီယံပေါ့ဟုတ်ကဲ့အာဆီယံတရံကောင်လား69နှစ်မှာမူလဖွဲ့ဝင်နားနိုင်ငံနဲ့ဆက်ဖွဲ့ခဲ့ပြီးမြန်မာနိုင်ငံကတော့ထရံကောင်69နှစ်ဇူလိုင်လမှာဖွဲ့ဝင်ဖြစ်လာခဲ့လာနော်ဟုတ်ပါတယ်ခင်ဗျာအာဆီယံရဲ့အဓိကရည်ရွယ်ချက်ကတော့ဒေတာတွင်စီးပွားရေးတိုးတက်မှုလူမှုရေးတိုးတက်မှုနဲ့ရင်းကျေးမှုဖွံ့ဖြိုးမှုကိုအရှင်ဟွန်ဖြစ်တင်ဖို့ပါပဲအင်းနောက်ပြီးဒေတာတွင်ငင်းငင်းကြီးနဲ့တီးခင်ကြီးကိုမြင့်တင်ဖို့ပါ အဲ့ဒီမန်ချက်တီကိုအကောင်အထည်ဖော်ဖို့2015ခုနှစ်မှာအာဆီယံစီးပွားရေးအတိုက်အဝန်2025စီမံချက်ကိုချမှတ်ခဲ့တာခင်ဗျ AEC လို့လူတီများတာပေါ့နော်ဟုတ်ကဲ့မြန်မာနိုင်ငံကလည်းအာဆီယံရဲ့တက်ချွတဲ့အဖွဲ့ဝင်တအုပ်ဝင်နေနဲ့2014ခုနှစ်မှာအာဆီယံအလဲကြောက်ဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့သေးတယ်နော်မှန်တာပါဒီပီတိုမှာထိတ်ထိတ်အစည်းအဝေးတွေကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တယ်ဒါကဒေတာတွင်းမှာမြန်မာနိုင်ငံရဲ့ပါဝင်ပတ်သက်မှုအတွက်တမန်ရခန့်ကနာပတ်တစ်ခုဖွင့်လှစ်နိုင်ခဲ့တာလို့ပြောလို့ရမလားရှင်အခက်အခြားပါခင်ဗျ ဲ့ဒါကတကယ့်ကိုအရေးပါတဲ့ခြေလှမ်းတစ်ခုပါအာဆီယံရဲ့အောင်မြင်မှုရဲ့တောချက်ကအာဆီယံဝေးလို့ခေါ်တဲ့အပြိုင်အလံလေးစားမှုပူးပေါင်းဆောင်ရွက်မှုနဲ့တဘောတူညီမှုတိစောက်တဲ့မူတွေပေါ်မှာအခိုင်အမာအခြေခံထားတာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီအာဆီယံဝေးဆိုတာကိုပဲတချို့ကအားသာချက်တချို့ကအားနာချက်လို့ပြောကြပြန်ရုံနော်ဟုတ်ကဲ့ဒါကတော့အမြင်နဲ့ညင်းခုန်နေရတဲ့အကြောင်းအရာတစ်ခုပါပဲကဲနောက်အဖွဲတစ်ခုကိုကြည့်ရအောင် beamstep beamstep ပေါ့ ဒီအဖွဲ့ကနည်းနည်းထူးခြားတယ်နော်အရှိတောင်အာရှတဲ့တောင်အာရှဒေသတွေကိုစိတ်တွေ့ပြီးတဲ့တရားတစ်ခုလိုမျိုးဟုတ်ပါတယ်ခင်ဗျာသူရမူလအဖွဲ့ဝင်တွေကဘင်္ဂလားဒေ့ရှ်အိန္ဒိယသရီလန်ကာနဲ့ထိုင်းနိုင်ငံတို့နဲ့ဘစ်စတက်အဖြစ်1999ခုနှစ်မှာစတင်ခဲ့တာဟုတ်ကဲ့မြန်မာနိုင်ငံကအဲ့ဒီနှစ်ဒီဇင်ဘာမှာဖွဲ့ဝင်အဖြစ်ပေါင်းဝင်လာတဲ့အခါမှာဘင်စတက်ဆိုပြီးအမည်ပြောင်းလဲခဲ့တာပါဒီအဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွေကစိတ်ဝင်စားဖို့ကောင်းတယ်ရှင် အဖွဲ့ဝင်နိုင်ငံတနေငယ်စီကကန္တချုစီကိုဥဆောင်ရတယ်ဆိုဟုတ်ပါတယ်မြန်မာနိုင်ငံကအစောပိုင်းကာလတွေကတည်းကစွမ်းအကန္တကိုဥဆောင်နိုင်ငံဖြစ်တာဝန်ယူခဲ့တာခင်ဗျာဩဟုတ်လားဒါကတော်တော်ရေးပါတယ်ကန္တပဲနော်ဟုတ်ကဲ့နောက်ပိုင်းမှာပူပေါင်းဆောင်ရွက်ရေးကန္တတွေကို6ခုကနေ14ခုအထိတိုးချဲ့ခဲ့ရမှာမြန်မာနိုင်ငံကစိုက်ဖြိုးရေးကန္တကိုပါထပ်မံဥဆောင်ခွင့်ရခဲ့ပြန်ပါတယ်အဲ့ဒါကဒေတာတွင်မှာမြန်မာနိုင်ငံရဲ့ရေးပမှုကိုပြောင်းနေတာပေါ့ မြန်မာနိုင်ငံကအင်းရှင်ဖြစ်အစည်းအဝေးတွေကျင်းပခဲ့တာတော့ရှိလားရှင်ရှိပါတယ်ခင်ဗျာ2009နဲ့2014ခုနှစ်ဒီမှာဝင်းကြီးအဆင့်အစည်းအဝေးတွေကိုအင်းရှင်ဖြစ်လက်ခံကျင်းပခဲ့ပြီးဥက္ကဋ္ဌတာဝန်ကိုလည်းယူခဲ့ပါတယ်စွမ်းရင်ကန္တာကိုနည်းနည်းလေးအသေးစိတ်ကြည့်ချင်တယ်ရှင်ဟုတ်ကဲ့ဘင်စတက်ဒေတာဟာကပ္ပလူဦးရေရဲ့27%လောက်နေထိုင်ပေမဲ့တူချင်းစွမ်းရင်တုံးဆွေးမှုကအရင်နှဲပါနေတာကိုတွေ့ရတယ်ဟွန်းဟုတ်ပါပဲဒါကြောင့်နေဆက်ဖြတ်ကျော်စွမ်းရင်မြဝေတုံးဆွေးရေးတို့ စွမ်းရည်အရင်းမြတ်တွေဖွံ့ဖြိုးတိုးတက်ရေးတို့မှာမြန်မာနိုင်ငံရဲ့ဥဆောင်မှုကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါခင်ဗျာရှင်းပါတယ်ရှင်းကဲနောက်ဆုံးအနေနဲ့မာမဲခေါင်ဒေတာခွေ GMS အကြောင်းကိုကြည့်လိုက်ရအောင် GMS ပေါ်လေဟုတ်ကဲ့ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းဗီယက်နမ်နဲ့ကျွန်းနိုင်ငံရဲ့ယူနန်ပြည်နယ်တို့လိုမဲခေါင်မီကိုမြောက်အဝေးသုံးဆွဲနေတဲ့နိုင်ငံတွေနဲ့ဖွဲ့စည်းထားတာနော်ဟုတ်ပါရဲ့ GMS အစီအစဉ်ကို1996ခုမှာ ာရှဖွံ့ဖြိုးရေးပိုင်း ADB ရဲ့အကူအညီနဲ့စတင်ခဲ့တာပါအဓိကရည်ရွယ်ချက်ကတော့ဒေတာတွင်းပြည်သူတွေရဲ့စီးပွားရေးနဲ့လူမှုရေးဘဝကိုမြင့်တင်ဖို့ပါပဲသူမကဘလိုကန့်တာဒီပါဝင်လက်ရှင်တယူပို့ဆောင်ရေးစွမ်းအံခီးသွားလုပ်ငန်းပုံဝန်ကျင်ထိန်းသိမ်းရေးကုန်တွယ်ရေးနဲ့ယင်းနှီးမြှုပ်နှံမှုလိုကန့်တာမျိုးစုံပါဝင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံက GMS အစီအစဉ်ဒီမှာတက်တက်ကြွကြွပါဝင်ဆောင်ရွက်နေတယ်လို့ဆိုရမှာပါနော်ဟုတ်ကဲ့ဥမာအဖြစ်2017ခုနှစ်ကနေပြည်တော်မှာစစ်တွတ်ထအခြေမြောက် GMS ထိပ်သီးအစည်းအဝေးကိုအင်ရှင်အဖြစ်ကျင်းပခဲ့တယ်။ဟုတ်ကဲ့။အဲ့ဒီအစည်းအဝေးမှာပဲ GMS စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မဟာဗျူဟာမူပေါင်း2020 2021ကိုအတည်ပြုချမှတ်နိုင်ခဲ့တာပါခင်ဗျာ။အဲ့ဒီမဟာဗျူဟာရဲ့အဓိကအချက်ကဘာများဖြစ်မလဲရှင်။အဓိကကတော့စီးပွားရေးစင်ကြံများလို့ခေါ်တဲ့ economic corridors ရေဖွံ့ဖြိုးတိုးတက်ရေးကိုခြေခံပြီး data တွင်းချိတ်ဆက်မှုကိုအားကောင်းစေဖို့ပါပဲ။အော်ဟုတ်ကဲ့။အကတော့ GMS data ခွဲရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတိုက်ရိုက်အထောက်အကူပြုစေတဲ့အတွက်အလုံးအရေးကြီးပါတယ်ခင်ဗျာဒီနေ့ဆွေးနွေးထဲတာတွေကိုခြုံငုံကြည့်လိုက်ရင်မြန်မာနိုင်ငံဟာကုလသမဂ္ဂလို့ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းကနေအာဆီယံ BIMSTEC နဲ့ GMS လို့ဒေတာဆိုင်ရာအဖွဲ့အစည်းတွေအထိအလွာဆုံးမှာတက်ကြွစွာပါဝင်နေတာကိုတွေ့ရမှာပါရှင်ဟုတ်ပါတယ်ခင်ဗျာအဖွဲ့ဝင်အဖြစ်ပါဝင်ယူတတ်တယ်မဟုတ်ပါနဲ့လေဟုတ်ကဲ့အာဆီယံဥက္ကဋ္ဌ BIMSTEP မှာကနအလိုက်ဥဆောင်နိုင်ငံအဖြစ်တာဝန်ယူတာ GMS ထိပ်သီးအရှိဝေးတွေကိုအင်ရှင်အဖြစ်လက်ခံကျင်းပတာတွေကဒေသတွင်းနဲ့နိုင်ငံတကာမှာကိုယ်နိုင်ငံရဲ့အခမ်းကဏ္ဍကိုဖြင့်ချင်နေတယ်ဆိုတာထင်ရှားတဲ့အချက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီလိုကွေးပြားတဲ့ဖွဲ့စည်းတွေမှာပါဝင်ပတ်သက်နေခြင်းအပြင်ရရှိလာတဲ့ကတိကဝတ်တွေနဲ့အကျိုးကျေးဇူးတွေကိုမျှတအောင်ထိန်းညီပြီးတော့လေဟုတ်ကဲ့နောက်ဆက်စုနှစ်မှာနိုင်ငံအတွက်အကောင်းဆုံးအခွင့်အလမ်းတွေကိုဘယ်လိုဖော်ဆောင်နိုင်မလဲဆိုတာကတော့ ဆက်လက်စဉ်းစားစရာအချက်တစ်ခုအနေနဲ့ခြံထားခဲ့ခြင်းပါတယ်ရှင်။ကောင်းတယ်ချက်ပါပဲခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့တခါလေအဖွဲ့အစည်းတစ်ခုမှာပေးထားတဲ့ဂတိကဝတ်ကနောက်အဖွဲ့အစည်းတစ်ခုရဲ့အကျိုးစီးပွားနဲ့ဆန့်ကျင်နေတာမျိုးတွေဖြစ်နိုင်တာပဲလေ။ဟုတ်ကဲ့နော်ဒီရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုဘလူးကျွန်းကျွန်းကျင်ကျင်ဂိုင်တွေ့မလဲဆိုတာကအနာဂတ်အတွက်အရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲရှင်။